ကျွန်တော်တို့အဓိကကဘာလဲဆိုဘာကိုကြည့်လဲဆိုတော့ပါတဲ့ခန်းနဲပြီဥပမာကကျွန်တော်နှစ်ခန်းသုံးခန်း၄ခန်းလောက်ပါတယ်ဆိုပေမဲ့အဲ့အခန်းမှာကိုကလုံးွက်ရတယ်ဟိုကို့အတွက် character တစ်ခုအနေနဲ့ရှိမယ်ဆိုရင်တော့ကျွန်တော်တို့ကလုံးရတာအဆင်ပြေတယ်လေကြာကြည့်ရတော့ပတ်စံအရင်မကြည့်ဘူးလူပညာကျိုးအရင်မကြည့်ဘူးကျွန်တော်ဒီလုံးွက်နဲ့ဒီကို့ character ပေါ်ပဲအရင်ကြည့်ရကြည့်ပြီးဆုံးဖြတ်ပြီးတော့မှအာကိုဒီနေရာမှာလုတ်ပေးနိုင်မလား ငါဒီနေရာကိုရိုက်ပေးနိုင်မလားရိုက်နိုင်မလားပေါ့နော်ကိုယ့်ရဲ့ဟိုပြန်ကြည့်ရအောင်ပေါ့အဲ့လိုမျိုးပေါ့လီဒင်းရိုးနေရာလေကျွန်တော်ရိုက်ခဲ့ဘူးတာပေါ့ရိုက်လဲရိုက်ခဲ့ဘူးတာပေါ့အဲ့လိုမျိုးပေါ့ဟိုထပ်ပြီးတော့လည်းနောက်ထပ်ကိုလည်းအဲ့လိုမျိုးဟိုနောက်ထပ်နောက်ထပ်အဲ့လိုလီဒင်းရိုးနေရာမျိုးပဲဖြစ်ဖြစ်ဟိုနေရာဟိုတနေရာပေါ့နော်ရအောင်တော့ဆက်ပြီးတော့စူးစမ်းနေပါလေဟုတ် ီကားထဲမှာကကျွန်တော်ရဲ့ဇက်ကောင်ကတော့ဟိုထွန်းထွန်းဝင်းကာရက်တာနဲ့ပေါ့နော်။ဟိုဒီမာလေးဟိုကနဲ့ဟိုလမ်းရွှေနဲ့နေနေရပေါ့။ဟုတ်ဘူးဗျ။အရှိမဟိုဝိုင်းဝိုင်းနဲ့ကဟိုမှာဗီဒီယိုတွေမှာစုံဘူးရဲ့။ဇလန်တွဲတော့မစုံဘူးဒါတော့ပထမကားပေါ့နော်။ဗီဒီယိုတွေမှာစုံဘူးရဲ့ပြီးတော့ဒါဟိုဒီမှာကိုချော်စုတို့ရောဒီမာလေးမြတ်တို့ရောပါရတယ်ပေါ့နော်။ပြီးတော့နောက်တစ်ခြားဒီညီလေးညီမလေးတွေကျွန်တော်တို့ဒီရုံကတဲလန်ညီလေးညီမလေးတွေလည်းအများကြီးပါတယ်။ပြီးတော့တခြားဝိုင်းရုပ်ဆောင်တွေလည်းအများကြီးပါကြတော့ပေါ့နော်။ လို့ဆိုတော့ဒီကိုကျော်စုနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဟိုပါပေါ့ဒါဒုတိယမြောက်သားပေါ့အကိုနဲ့လည်းအရှိမရွှေဦးစာဆောင်ကမြည်လဲစုံထားတာဆိုတော့လေဟုတ်အဲ့လိုတော့ပြောလို့ရတယ်ပြောလို့ရဆိုတာကျွန်တော်ကအခုထီကြားထဲမှာပေါ့နော်အာနောက်ဆုံးကျွန်တော်ဒီခေါင်းမုံမွဲအိမ်ရိုက်ပြီးတဲ့အချိန်မှာအာကြားထဲမှာဟိုပါပေါ့တနည်းလောက်နားလိုက်သေးတယ်နားပြီးတော့မှပြီးမှပြန်ရိုက်တဲ့အခါမှာကျွန်တော်ကြားထဲမှာဟိုပါ အဲနောက်တဲ့ဇလန်တွဲတစ်ခုရိုက်လိုက်သေးတယ်အပြင်အပြင် production နေနေပေါ့နော်အဲအဲ့ဒါကလည်းဟိုပါပေါ့ဒီဟိုပါမိန်မြတ်သူလည်းပါတယ်အဲကမှအမလည်းပါတယ်ပေါ့နော်မဘူးစုံတို့မိန်မြတ်သူတို့အဲနောက်ထပ်ဒီဟိုပါအများကြီးပဲအဲအောင်ရင်ကျန်းတို့ပါပါတယ်ကိုနေပြောင်းအောင်လည်းပါတယ်ပေါ့နော်အဲအဲကားလေးရိုက်လိုက်သေးတယ်ကြားထဲမှာဒီတကားရရှိရပေါ့။အဲ့ဒါပြီးတော့မှဒါဒူဒီဟိုဒီကပြန်ရိုက်တာပေါ့။အဲဟုတ်တယ်ဟိုကလေဇက်ကောင်ရွေးတာရောပြီးတော့နောက်တစ်ခုကကြာတော့ဒီဟိုပါဘယ်လိုပြောမလဲ။ ဟိုဟိုဇက်ကောင်ယူရတယ်ပြီးတော့နောက်ဒီဒီခုဂျားထဲမှာလည်းဒီဟိုပါဘော့အာကာလာလေးမှာလည်းနည်းနည်းဟိုအဆင်မပြေတာလေးတွေပါလေးအဲ့လိုမျိုးပေါ့နော်ဒီဒီဟိုကရှိနေတဲ့အတွက်အဲ့လိုမျိုးတွေဆိုတော့ဟိုဒီရိုက်ရိုက်ကူးရေးခဏနားထားတဲ့ဘောပေါ့ဘာလို့လဲဆိုတော့နောက်တစ်ခါကြာကျွန်တော်အဲ့ကန်နယ်ဘလက်ရိုက်ပြီးတော့ sorry ဒီခေါင်းမိုးမဲရိုက်ပြီးတော့အဲ့မှာဟိုခဏလေးနားကျင်တာလေပြီးတော့နောက်ကိုကလည်း အဲ character နည်းနည်းပြန်ရွေးချင်တာလည်းပါတယ်เนาะအဲ့လိုလေးလည်းရှိတယ်အဲ့ဒါကြောင့်လည်းပါတယ်ဟုတ်တချို့ကျတော့အဲ့လိုမျိုးကျွန်တော်လာကန်းလန်းတာရှိတယ်ရှိတယ်ဆိုတော့ဟောပေါ့အာကိုယ့်ရဲ့အခန်းကနေတယ်ဒါပေမဲ့အာလောက်ဘက်ကလည်းတိတ်မရအောင်ဇက်ကအငိမ်ဖြစ်နေတယ်ဗျနော်ဇက်ကဥမာအငိမ်လည်းဖြစ်နေတယ်ကိုကပါရတဲ့အခန်းကလည်းဟိုနင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့အဓိကတော့ဘာလဲဆိုဘာကိုကြည့်လဲဆိုတော့ပါရတဲ့အခန်းနဲပြီဥမာကကျွန်တော်နှခန်း၃ခန်း၄ခန်းလောက်ပါတယ်ဆိုပေမဲ့အဲ့ အခန်းမှာကိုကလုံးပွဲရတယ်ဟိုကို့အတွက် character တစ်ခုအနေနဲ့ရှိမယ်ဆိုရင်တော့ကျွန်တော်တို့ကလုံးရတာအဆင်ပြေတယ်လေအဲ့လိုဆိုတော့ဟိုအဲ့ဒါကြောင့်လည်းပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီအနုပညာကြီးပေါ့နော်အနုပညာကြီးဟိုညှိနှိုင်းတဲ့အခါမှာလည်းအဲဘယ်လိုပြောမလဲဟိုအဆင်မပြေရတယ်လည်းပါတယ်ပေါ့နော်အဲ့အဲ့အလေးကြောင့်လည်းဟိုယွင်းယွင်းနဲ့အဲ့လိုအချင်းလေးကြာပါဒီတင်းတော်တဲ့အနုပညာကြီးဆိုတာတဲ့အဓိကကကျွန်တော် character character ကိုကြည့်ရအောင်ပေါ့နော် character ကိုကြည့်ရတယ်ဥမာဒီကားဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ ဟိုကက်စတင်ရွေးထားတာအော်ဟိုဘာအေးပေါ့ကက်စတင်လုပ်ထားတာကြာပြီကြာပြီဆိုတော့အဲ့လိုမျိုးဆိုတော့ဒါကာရက်တာလေးကလည်းကောင်းတယ်ပြီးတော့ဟိုကို့အတွက်လည်းပြောပြောနောက်ထပ်ပေါ့နော်မလုပ်ဘူးတဲ့ကာရက်တာတစ်ခုဖြစ်နေတဲ့အတွက်အာရိုက်ရိုက်တာလည်းဖြစ်တယ်ပေါ့နော်အဓိကဟိုကျွန်တော်ကဟိုပေါ့အဓိကကြည့်ရတော့ပတ်စံအရင်မကြည့်ဘူးအမှုပညာကြည့်ရင်မကြည့်ဘူးကျွန်တော်ဒီလောက်ွက်နဲ့ဒီကို့ကာရက်တာပေါ်ပဲအရင်ကြည့်တယ်ကြည့်ပြီးဆုံးဖြတ်ပြီးတော့မှအာကိုဒီနေရာမှာလုတ်ပေးနိုင်မလားအာငါဒီနေရာကို ရိုက်ပေးနိုင်မလားရိုက်နိုင်မလားပေါ့နော်ကိုယ့်ရဲ့ဟိုပြန်ကြည့်ရအောင်ပေါ့အဲ့လိုမျိုးပေါ့အခုနောက်ပိုင်းကတော့ဘယ်လိုပြောမလဲဟိုနည်းနည်းလေးတော့ဟိုဟိုတေချာလေးလေးလာပြီးတော့ဆုံးဖြတ်ရအောင်ပေါ့အင်းဒီကားမှာတော့လောက်ကွက်ကတော့ရှိပါတယ်လောက်ကွက်ကရှိပါတယ်အဲ့လိုဆိုတော့ပြန်နောက်တစ်ခါကျတော့ကိုက အဲ့လိုမျိုးအလုတ်ပုံစံမျိုးဆိုတော့လေဟောဟိုဟာဖြစ်ပါတယ်ဟောအဲ့ဒါတော့ဟိုပေါ့ပရိသတ်မုံမှာတော့အခုချိန်မှာတော့မကြောက်တော့ပါဘူးမကြောက်တော့ဆိုတာကျွန်တော်ကဒါ character တစ်ခုကိုပုံခေါ်တာဖြစ်တဲ့အတွက်ပရိသတ်တွေလည်းဒါအမြင်နဲ့ကျေလာပြီးနားလည်ပေးလိမ့်မယ်လို့ထင်ပါတယ်အဓိကတော့ကိုယ်ပေးထားတဲ့ character အပေါ်မှာပဲအဲစီမျောတက်ဝင်ပြီးတော့အကောင်းဆုံးနဲ့အပီပင်ဆုံးဖြစ်အောင်တော့ကြိုးစားမှာပေါ့ဟော သူတော့ကတော့ဝမ်းသာပါတယ်ဝမ်းသာပါဆိုတော့သူ့ကိုလည်းဖြည့်စီခြင်းပဲဖြည့်စီခြင်းနဲ့သူလည်းအခုနောက်ပိုင်းမှာဒါဘယ်လိုပဲပြောလို့ဟိုနေရာတနေရာရလာတယ်ဆိုတော့တကယ်ကိုညီမလေးတို့ကဝမ်းသာပါတယ်ကျွန်တော်ကတော့ကျွန်တော်ကတော့အဲ့လိုပြောဘယ်လိုပြောမလဲဟိုဟာကိုအားလေဒီမှာကျွန်တော်ကဒီရုံးမှာဆိုလို့ရှိရင်လည်းဒီဟိုပြောမယ်ဆိုခုနကလီဒင်းရိုးနေရာကြီးလေကျွန်တော်ကရိုက်ခဲ့ဘူးတာပေါ့ရိုက်လဲရိုက်ခဲ့ဘူးတာဆိုတော့အဲ့လိုမျိုးပေါ့ဟိုထပ်ပြီးတော့လည်းနောက်ထပ်ကိုလည်း အဲ့လိုမျိုးဟိုနောက်ထပ်နောက်ထပ်အဲ့လို leading role နေရာမျိုးပဲဖြစ်ဖြစ်ဟိုနေရာဟိုတနေရာပေါ့နော်ရအောင်တော့ဟိုဆက်ပြီးတော့စူးစမ်းနေပါလေဟုတ်ပြိသက်ရင်ထဲမှာမုံပြီးတော့ကြံခဲ့မယ်တဲ့အဲဂျိုပြီးတော့မပြောချင်တော့ဘာလို့လဲဆိုတော့ဇက်တွေပေါ်ကုန်ပါဆိုလို့ဒါကကျွန်တော်ခုနပြောသလိုပဲပေါ့နော်ဒါပြိသက်ကအခုချိန်မှာအမြင်လဲကျေလာပြီနားလဲလာပြီဆိုတော့အဲကျွန်တော်နားလဲပေးလိမ့်မယ်လို့ထင်ပါတယ်ဟုတ်အရှိတာပေါ့ရှိတာပေါ့ဆိုတော့ ဟိုကျွန်တော်တို့အမှုပညာသမားတွေရဲ့ဟိုအိမ်မက်တွေရတာအမှုဒီရဲ့ဘယ်လိုပြောမလဲဟိုမှတ်တိုင်ရောရုပ်ရှင်ဆိုတာလည်းကျွန်တော်တို့တော့မှတ်တိုင်တစ်ခုပဲလေအဲ့လိုမျိုးပေါ့ခုအကယ်ဒမီဆိုလဲဒါရုပ်ရှင်သမားအမှုပညာသမားတွေရဲ့အားလုံးမှတ်တိုင်တစ်ခုလို့ဖြစ်နေတာဆိုတော့ဟိုဒီအမှုပညာလောကမှာလည်းအကယ်ဒမီတစ်ခုပဲရှိနေတယ်မျောမှန်းစရာဆိုလို့ပေါ့နော်မှတ်တိုင်တစ်ခုအနေနဲ့ဆိုတော့ဟိုအဲ့ဟိုမျောလင်းมาတယ်မျောလင်းมาတယ်ကျွန်တော်တို့လည်းအများကြီးဒီယုံကြည်ကားတွေဟိုရိုက်ရဖို့ရိုက်ခွင့်ရဖို့ခွင့်ရရဖို့ပေါ့နော်အဲ့လိုအခုလောလောဆယ်มาလဲကျွန်တော် တို့ရတဲ့အခွင့်အရေးလေးတွေကိုအကောင်းဆုံးဖြစ်အောင်ဟိုကျွန်တော်တို့ဟိုကြိုးစားနေပါတယ်။အပြီးတော့နောက်ဒီခုနပြောလိုပဲအဲခုဒီယုံကြည်ကားတွေရိုက်နေရတဲ့ငွေချင်းညီကိုမောင်နှမတွေအတွက်လည်းအဲဝမ်းသာကုန်ယူပါတယ်။ဟိုဘယ်လိုပြောဟိုအရန်လဲပီတီဖြစ်တယ်ပေါ့နော်။အဲဘယ်လိုပြောမလဲဟိုပါဘောဟိုကံကံညာဝရိယပေါ့နော်ကံညာဝရိယတွေလည်းလိုသေးတာပေါ့လိုသေးတော့ဟိုကန်ဆက်တဲ့အခါနဲ့ကိုကြိုးစားမှုနဲ့ အာတွားပြီးတော့တိုက်ဆိုင်တဲ့အခါတွေဟိုအဲ့လိုအဲ့လိုလဲလူသေးရပါဘောเนาะကျွန်တော်ကျွန်တော်အမြင်ပေါ့အဲ့ဒါတွေကြောင့်လဲပါမယ်ထင်တယ်ပေါ့ကျွန်တော်တို့လည်းအခုကတော့မကြိုးစားဘူးမဟုတ်ဘူးအားလုံးကအတူတူကြိုးစားနေကြတာပဲလေအာကိုယ့်ရဲ့ကံတရားအပေါ်မှာလည်းမူတည်သေးတယ် ကိုစူးစမ်းမှုရယ်၊ကံရယ်၊ဉာဏ်ရယ်၊ဝိရိယရယ်အဲ့ဒါတွေအကုန်ပေါင်းစပ်ပြီးတဲ့အချိန်မှာသွားပြီးတော့တိုက်ဆိုင်တဲ့အချိန်ကြမှာကိုကအောင်မြင်ပြီးအဲ့လိုမျိုးပေါ့နော်ဒါအကယ်မီဆိုလည်းအကယ်မီဒီအာရသွားကြတယ်လို့မြင်ပါတယ်ဟိုအဲ့ဒီအပုံမှာလည်းဟိုဝန်တာ PG တကယ်ကိုခွန်ယူပါတယ်ဟုတ်ချိန်နဲ့ပါတယ်ချိန်နဲ့ပါတယ်ဆိုတော့ဟိုပါပေါ့ဒါအမေမိဘတွေရောဒီဆွေမျိုးသားချင်းတွေရာလည်းဒါလူပညာအလုပ်ကိုသူကဟိုဝါသနာပါကြတဲ့လူလည်းရှိရဲအဲ့လိုဆိုတော့ဟိုအားပေးပါတယ်အဲ့လို